ဒီတိမ်မှာဒေါ်လာ၄သက်သမ၈သန်းသန်ရွှေအင်ဒါခိုးယူမှုနဲ့အမျိုးသားနှုတ်ဦးဖမ်းမိဒီတိမ်နိုင်ငံမှာပြည်တိမ်ကောင်တီဟောင်းမှာရွှေအင်ဒါခိုးယူမှုနဲ့အမျိုးသားနှုတ်ဦးကိုအပြစ်ရှိကြောင်းမတ်၁၈ရက်ကပြည်တိမ်တရားရုံးမှာစစ်ဆေးသိရှိခဲ့ပါတယ်လွန်ခဲ့တဲ့၅နှစ်က Oxford Munition ပလင်ဟင်းနဲ့တော့ကြီးပြားပွဲတစ်ခုမှာဝင်းရောက်စီးနင်းမှုမှာ၁၈ကောက်ရက်ရှိရွှေအင်ဒါကြီးအခိုးယူခံခဲ့ရတာဖြစ်ပါတယ်အမေရိကလိုအမည်ပေးထားတဲ့အဲ့ဒီအမှုပညာလေးရဟာ စစ်ခေဝန်ကြီးချုပ် Wisdom Charge ရဲ့မွေးရမ်းပွဲဖြစ်တယ်။ဆက်ရှိရာဆိုရဲ့ကောင်တီဟောင်းမှာကျင်းပတဲ့အီတလီအနုပညာရှင်မာရီစီကော့ဒလန်ရဲ့ပြပွဲဆွေးဆောင်မှုတစ်ခုလည်းဖြစ်ပါတယ်။ဖောက်ထင်းမှုအတွင်းအသက်39နှစ်အရွယ်မိုက်ကယ်ဂျွန်နဲ့အသက်36နှစ်အရွယ်ဖရီတာရစ်တိုကိုရန်စဖို့ပစ္စည်းလွှဲပြောင်းရမှာပူပေါင်းကြံ့စီမှုနဲ့အပြည့်ရှိကြောင်းတွေ့ရှိခဲ့ပါတယ်။ဖောက်ထင်းခိုးယူမှုဟာ2019ခုနှစ်စက်တင်ဘာလ14ရက်ကဖြစ်ခဲ့တာဖြစ်ပြီးအချိန်9မိနစ်သာကြာခဲ့ပါတယ်။ ီအမှုနဲ့ပတ်သက်ပြီးအခြားတန်တရာရှိသူအသက်50နှစ်အရွယ်ဂျိမ်းရှင်ကတော့ပေါထွေးမှုရသောပစ္စည်းလွှဲပြောင်းမှုပူပေါင်းကြံစည်မှုနဲ့ရသောမှုဆိုင်ရာပစ္စည်းလွှဲပြောင်းမှုနဲ့အပြည့်ရှိချောင်းဝန်ခံထားပြီးဖြစ်ပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်